အားလုံးမင်္ဂလာပါမန်ယူချင်တဲ့ကလည်းအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီးတော့ကစားသမားပြောင်းရွှေ့နောက်ဆုံးအတိအကျတပုတ်ရှိပါတယ်ဒါကပါလို့ဆိုယူနိုက်တက်အသင်းကယ်လန်မွန်ကိုဖီတာကယူခရက်ဘက်ကပေးချညှင်းဆန်ခဲ့တယ်ဆိုပြီးတော့ပေါ်တူဂီသတင်းဌာနကကျွန်တော်ဖော်ပြလာတာရှိတယ်ဆရုပ်စာသမားတွေဒီသတင်းကတော့တကယ့်ကိုရေးစရာကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်ဒီကနေ့မှာဘလို့အချင်းချင်းမလဲဆိုတာဆွေးနွေးကြရအောင်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီဒီကစားသမားနဲ့ယူနိုက်တက်အသင်းကတော့သတင်းတွေကတော့တော်တော်များများထွက်တယ် ဒါပဲမလို့ကျွန်တော်အသင်ဖက်ကတော့ဒီကစားသမားဖြစ်သူကိုမြည်သူသောအခါမှာတရင်ဝင်ကဲလဲမှုဆွေးနွေးမှုတွေလုံးဝမရှိခဲ့ဘူးဆိုတာကတော့သိကြတယ်။အခုလေးပဲပေါ်တူဂီတည်င်းဌာနကဖော်ပြလာတဲ့အနေအထားတစ်ခုမှာဗာလေးဆိုရင်မန်ချက်စတာနဲ့တဲ့အသင်ရဲ့ကဲလဲမှုကိုဖီတာကယူခရက်ဖက်ကညှင်းဆင်ပေးရှာခဲ့တယ်ဆိုပြီးတော့ကျွန်တော်ဖော်ပြလာတာရှိတယ်။ဒါတလုံးမှာဆိုရင် supporting အသင်းမှာဒီကစားသမားဖြစ်သူကပထမတရားတီမှာဆိုရင်လေကိုသိမှုနေကောင်းတယ်ဒုတိယတရားတီမှာဆိုရင်လေကိုသိမှုနေကောင်းတယ် ပထမတရားဒီမှာဆိုရင်ကို43ကိုဒီရတာတယ်ဒုတိယတရားဒီမှာဆိုရင်58ကိုဒီခြေစံပြားထားတယ်ဒါတော့မှန်တယ်ဆိုတော့ကစားသမားဖြစ်သူအနေနဲ့အသက်28နှစ်ရှိပြီဖြစ်တယ် supporty အတင်ကတောင်းထားတဲ့အနေထားတစ်ခုမှဆိုရင် ပြောင်းချွေခြင်း UU အသက်80အထိတောင်းထားတယ်လက်တလို့ကျွန်တော်တို့တည်နေထွက်ပေါ်နေတဲ့အနေအထားတစ်ခုမှဆိုရင်မက်ရှီဆောင်တဲ့အသင်ကတိုက်စီဘိုင်းမှာအားဖြစ်ဖို့အတွက်ဒီကစားသမားဖြစ်သူကိုကျွန်တော်ခေါ်ဖို့ပြင်မထားတဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေဆိုပြီးတော့တည်နေကတော့ထွက်တဲ့ ဒါပေမဲ့လို့ကျွန်တော်ခုနကပြောသလိုပါပဲမန်ချစ်စတာအနေနဲ့အသေးအနေနဲ့ဒီကစားသမားဖြစ်သူကိုတရင်ဝင်မြည်သူတော့အခါမှာကဲလဲမှုမရှိခဲ့ဘူးဆိုတာကတော့တည်ကြတယ်ဆိုတော့ဒီလိုအနေအထားတစ်ခုရှိနေတဲ့ပုံစံမှာကစားသမားဖြစ်သူဘက်ကယူနိုက်တက်အသင်းရဲ့ကဲလဲမှုကိုငြင်းဆန်ထားတယ်ဆိုတော့ဒါကတော့ရည်စရာမကောင်းဘူးလားမင်းစဉ်းစားကြည့်လေဒီကောင်ကအသက်29နှစ်ရှိနေပြီမင်း200ဒီဘယ်လောက်ပဲခြေစက်ပြ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 ယူနိုက်တက်အသင်းကိုရောက်ပြီဆိုရင်တိုက်ပဲတော့ဘယ်လိုလုပ်မလဲ အသက်က30တဲ့ရောက်နေပြီနော်ဒီလိုကစားသမားတယောက်ကို support အသင်ဘက်ကတန်း80လဲစဉ်းစားကြည့်လဲဒီကစားသမားဖြစ်သူခေါ်မေးစားနောက်ထပ်ကစားသမားတွေအများကြီးခေါ်လို့ရတယ်တန်း80မဖြစ်နိုင်တဲ့ကိစ္စကိုအခုလေကျွန်တော်တို့ပေါ်တူဂီသတင်းဌာနကဖော်ပြလိုက်တဲ့အနေအထားမှာဆိုရင်တော့ United နဲ့ကစားသမားဖြစ်သူရဲ့ကိုယ်စားလှယ်တွေအချင်းချင်းကျွန်တော်တို့တွဲဆုံဆွေးနွေးခဲ့တယ်ဒါပေမဲ့သဘောတူညီမှုမရခဲ့ဘူးအဲ့ဒါကလည်းအသင်းရေးစီမံကိန်းနဲ့စာကြည့်တို့ရဲ့လှုပ်ဆောင်မှုကိုကစားသမားဘက်ကသဘောကျမှုနဲ့မရှိတဲ့အတွက် ညှိစင်ထားတယ်ဆိုပြီးတော့ဖော်ပြခဲ့တယ်ပြီးလို့ချင်းအာဆင်နယ်အသေးကဲလိုက်မှုကိုလည်းပထမတစ်ချက်အနေနဲ့ပေချခဲ့တယ်ဆိုပြီးတော့လည်းသူတို့ကဖော်ပြထားတယ်ဆိုတော့ကျွန်တော်ရှင်းဗီဒီယိုမှာလည်းပြောတယ်လို့ပါပဲမက်စတာအနေနဲ့အစ်တင်နေဒီကစားသမားဖြစ်သူကတော့လုံးဝခေါ်ယူလို့မရပါဘူးတက်28 30ဖြစ်နေပြီအများဆုံး3လရဒီကစားသမားဖြစ်သူတစ်နှစ်နှစ်ဒါတော့တခြားအစ်တင်မှာပြောင်းရွှေ့လာပြီဆိုရင်ခြေဆက်ပြမရမှာ ပြီးလို့ရှိရင်စပိုးတီအသင်ဘက်ကလည်းတောင်းထားတဲ့ဈေးကယူသက်80လဲလုံးဝမဖြစ်နိုင်တဲ့ရှင်တဲ့တကူအာဆင်နယ်အသင်ကကယ်လန်ခဲ့တယ်ပထမကယ်လဲချက်မှာဆိုရင်သူတို့ပေါင်55သန်းနဲ့ကယ်လန်ခဲ့တာဒါကိုသူတို့အသင်ဘက်ကပေးချခဲ့တယ်ကထက်ဆောင်အာပိုစုချင်း70သန်းတိတော့ပေးဖို့ရှိနေတာကိုမရဘူးပေးချလိုက်တယ်ဆိုပြီးတော့ကျွန်တော်တွေးထားရတယ်ဆိုတော့ကစားသမားဖြစ်သူကလည်းကျွန်တော်တို့ဒီ အာဆင်နယ်အသင်းကလည်းခေါ်မေးပုံမပေါက်ပါဘူးပြီးလို့ရှိရင်တခြားသောဒီဆော်ဒီလည်းအသင်းတွေကလည်းဒီကစားသမားဖြစ်သူကိုခေါ်မေးပုံမရဘူးဘာဖြစ်လို့လဲလက်တလောအချိန်မှာဆိုစပိုးတွေအသင်းကဒီကစားသမားဖြစ်သူကိုကြောင်းရှားရှင်နေတာတောင်းထားတဲ့ဈေးကလည်းတန်80ပြီးလို့ရှိရင်သူတို့အသင်းတွေလည်းဒီရာဒီကအဆင်မပြေတော့ဘူးအဲ့လိုမျိုးရှိနေတဲ့အတွက်သူ့ကိုရောင်းထုတ်ဖို့ကြံရနေတာဆိုတော့အခုပေါ့ဗျာကျွန်တော်တို့ဒီထွက်လာတဲ့တည်င်းကတော့တကယ့်ကိုဟာတာဖြစ်တယ် မရှိစားအောင်နဲ့အသိနေတဲ့ဒီကစားသမားဖြစ်သူကိုတရင်ဝင်မပြောနိုင်မင်းဆွေးနွေးမှုတွေဘယ်တော့အခါမှလုံးလေးတော့မရှိဘူးကျွန်တော်တို့ဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေမြင်တဲ့ကျွန်တော်တင်ဆက်တယ်ဒါပေမဲ့လို့ United အသင်းဘက်ကဒီကစားသမားကိုကယ်လဲမှုတွေဆွေးနွေးမှုတွေညှိနှိုင်းမှုတွေလှုံ့ဆော်ထားခြင်းကျွန်တော်မတွေ့ရဘူးဆိုတော့ဒီလိုတင်တာတစ်ခုမှဂယူကရိတ်ဘက်က United အသင်းရဲ့ကယ်လဲမှုကိုပေးရှားညှင်းဆန်ထားတယ်ဆိုတော့တကိကိုရည်စရာကောင်းတယ်ကိုတွေအသင်းနေတဲ့ကလေးဗျာအခုလေတလုံးမှဆိုရင်ဒီရသည်အနေထားရကြည့်ရလို့ရှိရင် ကျွန်တော်တင်ပကအချိန်ပြည့်လေးမဝင်တဲ့အတွက်လွယ်တဲ့ဘဲချက်ကလည်းမရဘူးဆိုတော့အသက်29နှစ်အရွယ်ရှိတဲ့ကစားသမားတယောက်ကိုကျွန်တော်ယူသက်80မီပြေးပြီးတော့ဝင်မလားယူတော့အောင်မေဟုတ်တယ်မလားဆိုတော့ဒါကတော့ကျွန်တော်ဒီပေါ်တူဂီသတင်းဌာနကနေဖော်ပြလာတဲ့အရှင်တွေတခုပေါ့ဗျာမန်ချက်စတာနဲ့အသင်းကဲလဲမှုကိုဗီတာဂယူဂရက်ဘက်ကပေးချညှိစင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရှိထားရတယ်ဆိုတော့ တို့တို့ဒီကစားသမားဖြစ်သူအနေနဲ့ကတော့ဗောဗျာ United team ကိုဒီရာဒီမှာတော့ရောက်ရှိလာဖို့မရှိတော့ပါဘူး။ဘာလို့ဆိုတော့ကျွန်တော်ပြင်းပထနေတဲ့ကစားသမား team မှာဆိုရင်ပြည့်ကွန်ညာကျွန်တော်တို့ရောက်ရှိလာပြီ။နောက်ထပ်ကျွန်တော်တို့ခေါ်ဖို့ပြင်းပထနေတဲ့ကစားသမားဖြစ်တဲ့ Ambumo ။ဆိုတော့ကိုအတင်းဖက်ကဗောဗျာဒီနေရာဒီမှာကတော့ဒီပြောင်းရွှင်းနေပတ်သက်ပြီးတော့လှုပ်ဆောင်ဖို့ကအမေကန်ကျွန်တော်လှုပ်ဆောင်မှုကိုရမှာ။အခုလေးပဲလေကြီးလေကြီးပြောတဲ့ကစားသမားတွေကျွန်တော်ရှိလာပြီ။ အသင်းကိုတော့မရောက်သေးဘူးဒီကစားသမားက United အသင်းကိုငင်းဆန်လိုက်တဲ့တတိနဲ့ထွက်လာတယ်ဆိုတော့ဒီလိုမျိုးကစားသမားကိုအခုလက်တော်အချိန်မှာအစနေကလေးခေါ်ဖို့ကျွန်တော်တို့မသေးကြဘူးဘာဖြစ်ဆိုတော့သူတို့မှလည်းတခြားသောပြင်မဲ့ထားနေတဲ့ကစားသမားတွေရှိတယ်ပြီးလို့ရှိရင်ကနာဦးအစနေအသင်းကကဲလဲမှုကိုလည်းပေရှားခဲ့တယ်ဆိုတော့မင်းကမင်းဘာထင်နေလဲမသိဘူးဆိုတော့စာသမားတို့ရဲ့တကပီတာဂီဂူရဲနဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့အချိန်တွေတကူပေါ့ ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘယ်လိုထင်မြင်ချက်ရှိလဲမဆောင်နေတဲ့အသင်ကရောဒီကစားသမားဖြစ်သူကိုထပ်ပြီးတော့ကြိုးပဲ့နိုင်ခြင်းရှိမလားကစားသမားဖြစ်သူကဒီလိုမျိုးကဲလဲမှုရှိခဲ့တယ်ဆိုတာကဟုတ်ရလားဆိုတာစနေပေးကြပါဘို့ဒီလိုကတော့ဒီလောက်ပါပဲနောက်ထဲလေးမဆောင်နေတဲ့အသင်နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းလေးတွေရှိတင်ဆက်ဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်မဆောင်နေတဲ့ပိတ်သက်သူတယောက်ချင်းတိုင်းစေချမ်းသာကြီးကိုကြီးကျမ်းမာကြီးနဲ့ပြည့်စုံနိုင်ကြပါစေကြောင့်ကျွန်တော်ကိုဝင်းစောကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲ okay ပါ